ကျွန်တော်တို့လောကမှာ overnight ဆက်ဆက်လို့ခေါ်တဲ့ညာတွင်းချင်း အောင်မြင်သွားတဲ့သူဆိုတာမရှိပါဘူးတချို့ထင်လိုက်မယ်ဟာအဲ့လူကမနေ့ကမှတရားကိုစလို့ဒါနောက်နေ့ကျတော့အောင်မြင်မှုတွေရသွားပါရောလားဒါမျိုးကျွန်တော်ထင်တဲ့အခါမှာအတူတော့ခံကောင်းလိုက်တာတော့သူကတော့ချက်ချင်းအောင်မြင်မှုတွေရတယ်ဆိုပြီးတော့မှကျွန်တော်တို့မြင်တတ်ကြတယ် အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကသူ့ကြည့်ပြီးတော့သူ့အောင်မြင်လို့ကိုမအောင်မြင်တဲ့အတွက်စိတ်ညစ်တာမျိုးစိတ်ရကြတာမျိုးဖြစ်နိုင်တယ်။အဲ့တော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဘဝမှာညအတွင်းချင်းအောင်မြင်တဲ့သူဆိုတာ မရှိပါဘူး။ သူတို့ဘာလို့လာမလဲဆိုတော့သူတို့ကနှစ်ပေါင်းများစွာကျွန်တော်တို့စ조사လာခဲ့တဲ့ point တစ်ခု training point တစ်ခုကိုထိသွားတဲ့အချိန်ရောက်သွားတဲ့အချိန်မှာအောင်မြင်မှုကညှတွင်းချင်းကျွန်တော်တို့ဖြစ်သွားတာအဲကြောင့်မို့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အခုဒီ video ကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလည်းဘာလို့ဖို့လို့လဲဆိုတော့ကိုယ့်ရဲ့ဘဝမှာအဲ့တော့အောင်မြင်မှုကိုရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်1အရေးကြီးတာဒီ preparation ပဲ ပြင်ဆင်နေဖို့လိုတယ်နေတိုင်းပြင်ဆင်နေဖို့လိုတယ်အချိန်ကာလတစ်ခုယူရမယ်အဲ့တော့နေတိုင်းပြင်ဆင်နေမယ်ကိုဖြစ်ရှင်တဲ့ဘဝတစ်ခုကိုရဖို့အတွက်ကိုယ့်ရဲ့အောင်မြင်မှုကိုရဖို့အတွက်နေတိုင်းပြင်ဆင်နေမယ်ဆိုလို့ရှိရင်တစ်ချိန်မှာ training point ကိုရောက်လာတဲ့အချိန်အလဲအပြောင်းတစ်ခုကိုရောက်လာတဲ့အချိန်မှာဘာဖြစ်မှာလဲဆိုတော့ opportunity တစ်ခုကိုရနိုင်မယ်အခွင့်အလမ်းတစ်ခုကိုရနိုင်မယ်အဲ့တော့အဲ့ဒီနေတိုင်းပြင်ဆင်မှုနဲ့အခွင့်အလမ်းဆိုတဲ့ opportunity တစ်ခုပေါင်းလိုက်မိပြီဆိုလို့ရှိရင်ဘာဖြစ်သွားမှာလဲဆိုတော့နေခြင်းညခြင်း ြင်းအောင်မြင်မှုတို့ကြီးပွားတိုးတက်ချမ်းသာမှုတို့ကံကောင်းခြင်းတို့ဆိုတာကိုကျွန်တော်တို့ရလိမ့်မယ် ဲ့တော့ကျွန်တော်တို့ကပြင်ဆင်နေတဲ့အချိန်တွင်းမှာတော့အခက်အခဲတွေရှိမှာပဲရင်ဆိုင်မှုတွေရှိမှာပဲရင်ဆိုင်ရတာတွေရှိမှာပဲပြဿနာတွေရှိမှာပဲအဲ့တော့ကျွန်တော်တို့အဲ့ဒီအခက်အခဲတွေပြဿနာတွေအခက်အခဲတွေကိုရင်မဆိုင်နိုင်ဘူးကြော်လွားမသွားနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကခုနပြောတဲ့အခွင့်အလမ်းနဲ့တွေ့မှာမဟုတ်အဲ့တော့အခွင့်အလမ်းနဲ့မတွေ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က overnight success ဒါမှမဟုတ်ညာတွင်ချင်းအောင်မြင်မှုဆိုတာလေဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီဘဝမှာမပါလို့ဖို့လို့လဲဆိုတော့နေတိုင်းပြင်ဆင်နေဖို့လိုတယ်။ နေ့တိုင်း ready ဖြစ်နေအောင်စ조사နေဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနေ့ငါလုပ်နေတဲ့အရာတွေငါစ조사နေတဲ့အရာတွေကငါအတွက်အောင်မြင်ဖို့အတွက်ငါအတွက်အခွင့်အလမ်းတွေရဖို့အတွက်ဟုတ်ရောဟုတ်ရဲ့လားမဟုတ်ဘူးဆိုလို့ရှိရင်ကိုလုပ်နေတဲ့အရာတွေကိုကျွန်တော်တို့ကပြောင်းဖို့လိုတယ်အဲ့တော့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုလုပ်နေတဲ့အရာတွေကတော့အောင်မြင်ဖို့အတွက်လည်းဘာမှအထောက်အပံ့မဖြစ်ဘူးကြီးပွားချမ်းသာတိုးတက်ဖို့အတွက်လည်းဘာအထောက်အပံ့မှမဖြစ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လုပ်နေတဲ့အရာတွေကိုရက်ဖို့လိုတယ်ရက်ပြီးတော့မှအထောက်အပံ့ ပြစ်စင်မဲ့အရာတွေကိုယ်ကံကောင်းစင်မဲ့အရာတွေကြီးပွားထိုးထက်ချမ်းသာစင်မဲ့အရာတွေကိုစတင်လုပ်ဖို့လိုပါပဲအဲ့တော့ဒီကနောက်ပြင်ဆင်ပါဘာအတွက်ပြင်ဆင်ရမှာလဲဆိုတော့အခွင့်အလန်းနဲ့တွေးဖို့ပြင်ဆင်ပါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောင်မြင်မှုတွေဆိုတာနေ့ချင်းညချင်းရပါလိမ့်မယ်။ဒီကြောင့်အနေနဲ့ဒီဗီဒီယိုမှာအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်ငယ်မိတ်ဆွေတွေဒီကြိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်။ကိုတို့ကကြိုးစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းပဲကွန်မန့်မှာ yes လို့ရေးပေးပါဦး။ဒီဗီဒီယိုစုံထောင်ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။ငင်္ဂလာရှိတော်နေလို့ဖြစ်ပါစေ။